ဒီလရဲ့ Starlight ကကန်တူရှင်ကတော့ Okay အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ Feel ပါဒီနေ့မှာတော့အခုနိုဝင်ဘာလ9ရက်နေ့မှာရောက်ရှိလာမယ့် Revamp လုပ်ထားတဲ့ Freeya ကကျွန်တော်တို့လက်ရှိ Original Server နဲ့ဘာတွေကွာခြားသွားလဲပိုကောင်းလာနိုင်လားပိုဆိုးသွားနိုင်လားဆိုတာကိုပြောပြသွားမှာဖြစ်ပါတယ်နောက်ပြီးတော့ဒီဗီဒီယိုမှာ Starlight ကန်ထူးရှင်ကိုကြင်ညာပေးထားတာမို့လို့ဗီဒီယိုလေးကိုဆောင်းအထူးကြည့်ဖို့နဲ့စင်ပြေရင် VPN လေးခန့်ကြည့်ပေးဖို့တောင်းဆိုချင်ပါတယ် ။အော်ဒါနဲ့ဒီနေ့ဗီဒီယိုဖြည့်မြောက်ရေးကိုကူညီပေးထားတာကတော့အန်နိုတော်နာမန့်ချန်ပီယံမှာဖြစ်ပါတယ်။ကျွန်တော်ဗီဒီယိုတွေကိုကြည့်နေကြသူတွေဆိုရင်အန်နိုတော်နာမန့်ချန်ပီယံကိုသိနေလောက်ပြီဆိုပေမဲ့မသိသေးတဲ့သူတွေကိုပြောပြရမယ်ဆိုရင်အန်နိုတော်နာမန့်ချန်ပီယံဆိုတာကပြိုင်ပွဲတွေမှာပရိုပလေယာတွေစောင့်နေကြတဲ့တော်နာမန့်ရုံးတွေကိုစိတ်ကြိုက်ငားပြီးစောင့်လို့ရတဲ့ channel တစ်ခုပဲဖြစ်ပါတယ်။တော်နာမန့်ရုံးတွေကဘာတွေအားသာလဲဆိုတော့မိုဘိုင်းလီဂျန်တွေမှာထွက်ထားတဲ့ hero special effect တွေနဲ့ skin တွေအားလုံးကိုကင်ပြီးဆော့လို့ရမှာဖြစ်ပါတယ်။ ဥပမာအနေနဲ့မနက်ဖြန်3ရက်နေ့မှဆိုရင်ဒီလာရဲ့ legend skin နဲ့တာမိုးစရဲ့ devil 11 skin တို့ကထွက်လာမှာဖြစ်ပါတယ်။ဒီ skin တွေကိုထွက်ထွက်ချင်းစမ်းပြီးတော့ခြင်နေဆိုရင်ဒီလိုမျိုး tournament တွေမှာသွားပြီးတော့စော်ကြည့်လို့ရပါပါ။ ဒါမျိုးရှယ်မိုက်တဲ့တော်နာမန့်ရိုးနေမှာဆော့ကျင်နေဆိုရင်အခုပြထားတဲ့အန်နိုတော်နာမန့်ချန်ပီယံမှာတယောက်ကိုဝင်ကြီးတထောင်ကျပ်ထဲနဲ့ဆော့လို့ရမယ်အပြင်ရိုးတစ်ပွဲလုံးငှားမယ်ဆိုရင်1000ကျပ်ပဲကြားတဲ့မှာဖြစ်လို့ 5v5 ကျုံးမယ်ဆိုရင်တယောက်ကို800ကျပ်ထဲနဲ့ဆော့လို့ရမှာဖြစ်ပါတယ်။နောက်ပြီးတော့နှိကင်းဘတ်တွေမှာရိုးနှစ်ပွဲငှားရင်လည်းတပွဲ free ရအောင်ပါပါ။နောက်တစ်ခုကတော့အခုစီစဉ်မှာ red တင်ရတာအခက်အခဲရှိလို့ပဲဖြစ်ဖြစ်အချိန်မပေးနိုင်လို့ပဲဖြစ်ဖြစ် brand အမြန်တင်ခြင်းတဲ့သူတွေအတွက် brand book service လည်းပေးပါသေးတယ်။ ရန်ဘူစာပေဒီမကပဲနဲ့မြန်မာနမက် Global နမက်ထိုင်းညာတွေအတွက်လည်းစာပေပေးပါတယ်။ဒါအပြင်ဟိုမှာအကောင့်တွေဒိုင်းမွန်တွေရောင်းဝယ်တာပြိုင်ပွဲတွေစီစဉ်ပေးတာလည်းရှိပါသေးတယ်။ပြိုင်ပွဲတွေကလည်းအသင်းရှစ်သင်းနဲ့ပြိုင်ရမှာဖြစ်ပြီးဝင်ကြီးနဲ့ချန်ပီယံဖြစ်ရင်စုကြီးလည်းရှိပါသေးတယ်။ဒီလိုမျိုးစာပေတွေအားလုံးကိုတနေရာထဲမှာရနိုင်တဲ့ Anno Tournament Champion Telegram Channel link ကိုပင်ကွန်းမှတ်မှာချပေးထားပါမယ်။ Tournament ရောင်းချင်တာနဲ့အခြားစာပေတွေရဲ့အကြောင်းသေးစိတ်ကိုတွားရောက်မေးမြန်းလေ့လာလို့ရပါတယ်။ โอเคဒါဆိုရင်အဓိကဗီဒီယိုလေးကိုစလိုက်ရအောင်ဒီ free air revamp ကတော့ original server ကို November 5ရက်နေ့မှာရောက်ရှိလာမှာဖြစ်ပါတယ်။ပထမဆုံးအနေနဲ့ intro ကိုတစ်ချက်လောက်ကြည့်လိုက်ရအောင်။ဒီမှာဆိုရင် free air က broker reform ပြောင်းပြီးတော့အတောင်ပံနေနဲ့ပြန်ပြီးတော့ရန်သူကိုချပြီးဝင်လာတဲ့ပုံစံမျိုးလုပ်ပေးထားပါတယ်။ခုလက်ရှိ original server က intro animation နဲ့ရှင်ကြည့်ရင် တော်တော်လေးမိုက်လာတာကိုတွေ့ရမှာပါ။ EU ဒီဇိုင်းမှာလည်းအာမာနဲ့ကင်ထားတဲ့ဓာတ်နဲ့ဒိုင်းရဲ့ဒီဇိုင်းကလည်းအခုလက်ရှိပုံစံထက်ပိုပြီးတော့လှသွားပါတယ်။ Okay ဒါဆိုရင် scale တွေကြောင့်ဆက်သွားလိုက်ရအောင်။ပထမဆုံးအနေနဲ့ scale 1ကတော့အရင်လိုပဲခုန်လိုက်မှဖြစ်ပါတယ်။ အရင်နဲ့မတူတာကရှီးနဲ့ငယ်ရမှာဖြစ်ပြီးကြားမဲ့နေရာမှာ enemy ရှိနေရင်အဲ့ဒီ enemy ကလေဘော်ကို0.4စက္ကန့်ကြာမြောက်တက်သွားမှာဖြစ်ပါတယ်။ကျွန်တော်ကတော့စပြီးတော့ revenge လောက်ခါစားရလို့ဒိုင်းနဲ့တစ်ချက်ပြစ်ပြီးတော့ပြန်ခုံဝင်တာမျိုးကိုပို့ပြီးသဘောကျပါတယ်။ဒါပေမဲ့အဲ့ဒါကနည်းနည်းလေးအလုံးရှုပ်တာတော့အမှန်ပါပဲ။ဒီပုံစံလေးကပို့ပြီးရွှင်းတယ်လို့သုံးရတာလည်းပို့ပြီးလွယ်ကူပါတယ်။ဒါဆိုရင် skill 2ကိုဆက်သွားလိုက်ရအောင် ျွန်တော်တို့ရဲ့အတိုင်း free ice skate 2နဲ့ပတ်စပ်ကဆက်ဆက်နေတာမို့လို့ဒီနှစ်ခုကိုတခါတည်းပြောပါမယ်။လက်ရှိ original server မှာ free ice ပတ်စပ်က skate တစ်ခုသုံးလိုက်တိုင်းမှာနောက်ခုတ်မဲ့ basic attack အတွက် attack speed ပို200ရာခိုင်နှုန်းရမှာဖြစ်ပြီးတော့ stat 6ခုတည်းစုလို့ရပါတယ်။ပြီးတော့ basic attack နဲ့တစ်ချက်ခုတ်ရင်ခေါင်းပေါ်မှာအမှတ်လေးတစ်ခုတက်ပြီးတော့အဲ့ဒီအမှတ်လေးနှစ်ခုရှိမှ skate 2ကိုတုံးလို့ရမှာဖြစ်ပါတယ်။ skate 2တုံးတဲ့3ခါမြောက်က damage များသလို airborne effect လည်းပေးမှာဖြစ်ပါတယ်။ ဘေးစည်အတန်းနဲ့ခုတ်လို့ရနေတွေဒီစတက်လေးတွေတက်နေမှာဖြစ်ပြီးတော့ A2 ကိုဇက်တိုက်သုံးလို့ရနေမှာပါ။ဒါပေမဲ့ဘေးစည်အတန်းနဲ့ခုတ်ဆရာ enemy မရှိရင်တော့ scale 2ကိုဆက်သုံးလို့မရတော့ပဲ။ဒီ wild လေးမကုန်ခင်ခုတ်ဖို့ enemy ကိုမတွေ့ရင်တော့ကူးတောင်းလေတာကိုပြန်ဆောင်ရမှာဖြစ်ပါတယ်။ revamp လုပ်လိုက်တဲ့ free ရဲ့ passiveness key ကတော့လက်ရှိပုံစံနဲ့တူသလိုရှိပေမဲ့တော်တော်လေးကွာခြားသွားပါတယ်။ ပတ်စစ်ကအခုလိုမျိုးဘက်စကီကိုသုံးတော့အတက်စပီတက်တဲ့စတက်ရတော့မှမဟုတ်ပါဘူး။အဲ့ဒီအစားခေါင်းဘွားအလုံးလေးတစ်ခုကုန်သွားရင်နောက်ခုတ်မဲ့ဘေးစစ်အတက်အတွက်အတက်စပီပို့တရားရခိုင်နှုန်းပေးမှာပါ။ပြောချင်တာကတော့စကီ2ကိုဒီအလုံးလေးနဲ့သုံးရမှာဖြစ်လို့စကီ2သုံးမှာပဲအတက်စပီတက်တဲ့စတက်ကိုရတော့မှာဖြစ်ပါတယ်။တကယ်တမ်းတိတိတသာပြင်ပေးလိုက်တာ နှစ်ချက်ရှိပါတယ်။ပထမဆုံးတစ်ချက်က Revan Freer မှာ Skate 2ရဲ့ကူးတောင်းကိုဖြုတ်ပေးလိုက်တဲ့အတွက် ဒီခေါင်းပေါ်ကပတ်စစ်တွေကုံသွားရင်လဲစကေတူကူးတောင်းကိုစောင်းဖို့လို့မှမဟုတ်ပါဘူးအဲ့တော့ပတ်စစ်တက်ပြန်ရတာနဲ့စကေတူကိုထပ်သုံးလို့ရမှာဖြစ်ပါတယ်နောက်ပြီးတော့ပတ်စစ်အလုံးလေးတွေပြန်ရဖို့ဆိုရင်ဘေးစစ်တက်နဲ့ခုတ်လို့ရတယ်လို့တကယ်လို့ဘေးနားမှာခုတ်เสียရအန်နမီမရှိရင်လဲဒီအောက်မှာပြထားတဲ့ပတ်စစ်တက်လေးအဝိုင်းလဲပြီးတာနဲ့ဟဲကဲရဲ့စတက်တက်တယ်လို့မျိုးသူ့ဘာသာသူပြန်တက်လာမှာဖြစ်ပါတယ် ဒါကတော်တော်လေးကိုမိုက်သွားတယ်လို့ပြောလို့ရပါတယ်စကေတူးမှာကူတောင်းမရှိတော့တာမို့လို့ဗရယ်လာကျွိုင်းမှုကိုစကေတူးနဲ့အမြန်လာလို့ရမှာဖြစ်သလိုအဲ့လိုလာရင်းနဲ့အတက်စပီရတဲ့စတက်လေးတွေစုပြီးသားဖြစ်နေမှာမို့လို့ဗန်ဒယ်ကိုအတက်စပီအများကြီးနဲ့တန်းပြီးတော့ဝင်ကြုံလို့ရတော့မှာဖြစ်ပါတယ်ဒုတိယတစ်ချက်ကတော့စကေတူးဟာချောင်းရဲ့စကေးတွေလိုမျိုးနယံတွေကိုဖြတ်သွားလို့ရတော့မှာပါ ဒီလိုပြင်ပေးလိုက်တာက free ရအတွက်တော့ဗဒေဆိုင်ရင်းနဲ့နိုင်ငံအသေးလေးတွေမှာညက်ပြီးပြန်ထွက်လို့မရထက်ဆိုင်အချိန်နေမကောင်းရင်ဗဒေကနေပြေးဖို့အတွက်ပို့ပြီးတော့လွယ်ကူသွားမှာဖြစ်ပါတယ်။ဒါပေမဲ့နိုင်ငံနားမှာ enemy ဒါမှမဟုတ် free တွေရှိနေရင်တော့နိုင်ငံကိုကြော်မသွားဘဲနဲ့အဲ့ဒီ enemy နားမှာရက်သွားမှာဖြစ်ပါတယ်။ဒါအုပ်တရီထားပြီးတော့မှနိုင်ငံတွေကိုကြော်လို့ရမှာဖြစ်ပါတယ်။ နောက်ပြီးတော့ skate 2ကိုကူတောင်းဖြုတ်လိုက်တာကြောင့်အခုလိုမျိုးရှိရတော့မှာမဟုတ်တလို့တုံးချမ်းမြောက်ကလည်း airborne effect ပေးတော့မှာမဟုတ်ပါဘူးဒီ airborne effect နဲ့ရှိတတ်တာကိုခုနက skate 1မှာပေါင်းထည့်ပေးလိုက်တာပဲဖြစ်ပါတယ်အမှန်တော့ skate 2ကိုစပြီးတော့ revamp ကစားက enemy ရဲ့အနားမှာရှိနေရင်လည်းနံရံကိုကြော်ပြီးခုန်လို့ရအောင်လုပ်ပေးထားတာပါ။ ဒါပေမဲ့အဲ့လိုလုပ်ပေးလိုက်ရင် Freya ကဘယ်လိုဝင်ရှင်တိုင်းဝင်ထွက်ရှင်တိုင်းထွက်ပြီးတော့တော်တော်ကြီး overpower ဖြစ်သွားမှာမို့လို့အခုလိုမျိုး enemy ရှိနေရင်နိုင်ရန်ကြော်လို့မရအောင်ပြင်ပေးလိုက်တယ်လို့ထင်ပါတယ်နောက်ဆုံးတစ်ခုဖြစ်တဲ့ Ultimate အကြောင်းဆက်မသွားခင်မှာအားလုံးစောင့်မျှော်နေကြတဲ့ Gameway ကန်တူးရှင်ဘသူဖြစ်သွားလဲဆိုတာကိုကြီးညာပေးခြင်းပါတယ်။ဒါဆိုရင်တစ်ချက်တော့တူတူကြည့်လိုက်ရအောင်။ဒီလရဲ့ Starlight ကန်တူးရှင်ကတော့ โอเคဒါကတော့ November လအတွက် Starlight Gate Cantution ဖြစ်ပါတယ်။ Cantution အနေနဲ့ကျွန်တော်ရဲ့ Telegram Channel ကိုလာပြီးတော့ join ပေးပါဦး။အင်ဂိမ်းမှာ friend add ပြီးတော့ခொနည်းပြည်တာနဲ့ကျွန်တော် Starlight Gate ကိုပြီးသွားမှာဖြစ်ပါတယ်။အခုတစ်ခေါက်မပေါက်တဲ့သူတွေအနေနဲ့လည်းနောက်လာဒီမှာကံကောင်းကြပါစေလို့ဆုတောင်းပေးပါတယ်။ဒါဆိုရင်ဗီဒီယိုလေးကိုဆက်သွားလိုက်ရအောင် အခုလက်ရှိ Free Eye ရဲ့ Ultimate သုံးလိုက်ပြီဆိုရင် Valkyrie Fawn ပြောင်းသွားပြီ Basic Attack Rate ကျဲသွားတဲ့အပြင်ခေါင်းပေါ် Stat တွေအကုန်ပြည့်သွားမှာဖြစ်ပြီး Speed နဲ့ Physical Attack ပို30ကိုရရှိသွားမှာဖြစ်ပါတယ် Basic Attack နဲ့ချရင်တော့အနာ Enemy အားလုံးကိုထိတဲ့ Splash Damage ကိုပေးမှာဖြစ်ပါတယ် revan လောက်လိုက်တဲ့ ultimate မှာတော့ shine stat တွေပြန်ပြေးတဲ့ effect ကိုတော့ရတော့မှာမဟုတ်ပါဘူး ဒါပေမဲ့အယ်တီမိတ်ကခုနကလိုဗမာလိုကြီးရက်သုံးတော့မှာမဟုတ်ဘဲနဲ့အတောင်ပံပေါက်ပြီးတော့ဗဒေတဲကိုပြောင်းဝင်လာမှာပဲဖြစ်ပါတယ်။နောက်ပြီးတော့အဲ့လိုမျိုးပြောင်းဝင်လာတဲ့အချိန်လမ်းမှာရှိတဲ့ enemy တွေနဲ့ကြားမဲ့နေရာမှာရှိတဲ့ enemy တွေကို300အပေါင်း85ရာခိုင်နှုန်းတိုတဲ့ physical attack ရှိတဲ့ damage နဲ့2စက္ကန့်ကြာ40ရာခိုင်နှုန်း slow effect ပို့ပေးမှာဖြစ်ပါတယ်။ဒါပေမဲ့ stand effect တော့ပေးမှာမဟုတ်ပါဘူး။ နောက်ပြီးတော့ ultimate form ရှိနေတဲ့72စက္ကန့်အတွင်းမှာ level light 30ရာနေ60ဒီတက်လာမယ် damage အပိုနဲ့တစ်ချက်ခုတ်တိုင်းမှာ basic 60ကို total physical attack ရဲ့40ရာခိုင်နှုန်းပေါင်းထားတဲ့သွေးတွေပြန်တက်နေမှာဖြစ်ပါတယ်ဥပမာကို့မှာ total physical attack တရာရှိတယ်ဆိုရင်တစ်ချက်ခုတ်တိုင်းမှာ60ကို40ပေါင်းပြီးတော့သွေးတရာပြန်တက်နေမှာပါနောက်ပြီးတော့ရှေ့က basic 60က level light 120ထိတက်လာအောင်မှာဖြစ်ပြီး ခုတ်ချက်တွေမှာလည်းအခု AD လိုမျိုး supply effect ကပါနေဦးမှာဖြစ်ပါတယ်ဒီတော့ stand ကောင်းကောင်းသာမပါလို့ကတော့ဒီ revamp free ရာကြီးက damage လည်းများပြီးခုတ်တလောက်ကိုသွေးတွေရှက်တက်နေမှာဖြစ်လို့တော်တော်ကြီးကျန်းလာမှာဖြစ်ပါတယ် Okay ဒါဆိုရင်အနည်းချုပ်အနေနဲ့ဒီ revamp free ရာရဲ့စိုးချက်နဲ့ကောင်းချက်တွေကိုတစ်ချက်လောက်ကြည့်လိုက်ရအောင် ထမဆုံးစိုးသွားတဲ့အချက်ကတော့အခုလိုမျိုး scale 2ရှိသလောက် airborne effect ကိုဇက်တိုက်ပေးလို့ရတော့မှာမဟုတ်ပဲ scale 1တုံးမှာ airborne effect ပေးတော့မှာမဟုတ်လို့ scale 1ရဲ့ကူတောင်းကိုစောင့်ရတော့မှာဖြစ်ပါတယ်နောက်ပြီးတော့ ultimate ကလည်းအခုလိုမျိုး shift effect လုံးဝရတော့မှာမဟုတ်ပါဘူးပြင်လိုက်တဲ့ scale effect တွေရဲ့ပုံစံအရ free ကခုလက်ရှိလိုပဲ stand out တဲ့ hue တစ်ခေါင်းဖြစ်နေဦးမှာပါ ဒါပေမဲ့ scale 2မှာကူတော့မရှိတော့တာကြောင့်အခုလောက်တော့ stand တွေကိုအရန်ကြောက်နေစရာမလိုတော့ပါဘူး။ကောင်းတဲ့အချက်တွေကတော့ scale 1သုံးလိုက်တိုင်းမှာရှီးရနေမှာဖြစ်ပြီး enemy ကို airborne ဖက်လဲပေးနေဦးမှာပါ။ scale 2ကလည်း step ရဖို့အရင်လိုမျိုး లై ခုတ်နေစရာမလိုတော့ပဲသူ့ဘာသာသူ auto ပြန်တက်မှာဖြစ်ပြီးတော့ကုတော်မရှိတော့တဲ့အတွက် step ရှိသလောက်ကိုတောက်လျှောက်သုံးနေလို့ရနေမှာပါ ။နောက်ပြီးတော့ K2 ဟာဘလင်းလိုမျိုးနိုင်ရန်တွေကိုကျော်လို့ရအောင်မှာဖြစ်ပါတယ်။ Revamp လုပ်လိုက်တဲ့ Ultimate ကတော့ပြင်လိုက်တဲ့ scale တွေအားလုံးနဲ့မှာအားရဖို့အကောင်းဆုံးဖြစ်ပါတယ်။ chief မရတော့ပြင်မယ် ultimate နဲ့ battle ကို surprise ဝင်လာလို့ရမှာဖြစ်ပြီးအဲ့လိုမျိုးပြန်ပြီးဝင်လာတဲ့က enemy ကို damage နဲ့ slow effect ပေးတာကတော်တော်မိုက်ပါတယ် နောက်ပြီးတော့ ultimate form ပြောင်းထားတဲ့အချိန်မှာခုတ်လိုက်တိုင်းတွေးတက်နေမဲ့အပြင် damage ကလည်းအပိုပေါင်းပေးမှာဖြစ်လို့ဒီ revamp free ရရဲ့ ultimate ကကျွန်တော်ရဲ့အမြင်အရအပြစ်ပြောစရာမရှိအောင်ကောင်းတယ်လို့ထင်ပါတယ်အခုလိုမျိုး revamp လုပ်ထားတဲ့ freeer က November 5ရက်နေ့ဗိုတဟူးနေ့နေ့လယ်မှာ original server ကိုရောက်ရှိလာမှာဖြစ်ပါတယ်။ဗိုတဟူးအနေနဲ့ရောဒီ revamp freeer ကကောင်းတယ်လို့ထင်လား။ဘယ်နေရာမှာလိုအပ်ချက်တွေရှိနေနိုင်လဲနဲ့ ဘလို့ကောင်းတာလို့ရနိုင်မလဲဆိုတာကိုကောမန့်မှာပြောသားပေးကြပါဦးကျွန်တော်အနေနဲ့နောက်ပိုင်းတွေမှာအစဉ်ပြေပြေသလို giveaway တွေစီစဉ်ပေးတော့မှာမလို့ကျွန်တော် channel ကို subscribe လုပ်ပြီးအားပေးကြဖို့လည်းတောင်းဆိုချင်ပါတယ်ကြတဲ့ဆိုရင်ကျွန်တော်နောက်ဗီဒီယိုမှာနောက်ထပ်အကြောင်းအရာတစ်ခုနဲ့ပြန်လာမှာမို့လို့ see you in next video ပေါ်လာတော့